ဟယ်လိုအားလုံးမင်္ဂလာပါ။ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ရဲ့လူငယ်ကစားမလေးဖြစ်တဲ့ဒါအာမက်ဒီယာလိုကတော့ Manchester United နဲ့လာမယ့်အပတ်မှစပြီးတော့ပြန်ပြီးဒါလေ့ကျင့်ခန်းဆင်းနိုင်တော့မယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ဆိုတော့ဒါအပြင်ကျွန်တော်ကုညာနဲ့ပတ်သက်တဲ့သတင်းလေးလည်းကျွန်တော်နေနဲ့ထည့်ပြောအောင်အထူးသဖြင့်ကုညာနဲ့ပတ်သက်လို့ကလည်းရှိတာအား ဟောထားနေတဲ့သတင်းတွေကျွန်တော်များတယ်ပေါ့နော်အသင်းနဲ့လည်းအချင်းကြီးကောင်းနေတောင်ရှိတယ်ဆိုတော့ဒီနေရာမှာပရီဇီယိုရူမနိုပြောထားတဲ့ကွန်ညာနဲ့ပတ်သက်လေးကိုကွန်ညာနဲ့ပတ်သက်တဲ့သတင်းကိုကျွန်တော်နည်းနည်းထည့်ပြောကြည့်အောင်ဆိုတော့မက်ဒီယက်ကွန်ညာကတော့ဗနော်မန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့ဖို့အတွက်ဆွေးနွေးမှုတွေလပ်ပို့ပြီးတော့မြင်မာလာပြီးဖြစ်တယ်ဗနော်ဒါအပြင်ဒါကစားမပြောင်းနိုင်ဖို့အတွက်ကလည်း တော်တော်လေးကိုနီးစက်တဲ့အခြေအနေကိုရောက်လာပြီဖြစ်တယ်ပေါ့အတင်းရဲ့ဘက်ကတော့မကြခင်မှာသဘောတူညီမှုရဖို့ကိုပဲယုံကြည်မှုတွေတော်တော်ကိုရှိနေပြီးတော့ဒါလုံဝတရားဝင်ကဲလဲမှုတွေတရားဝင်စီးနှမှုတွေစတင်ပြီးတော့လှုပ်ဆောင်တော့မှာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ပြောထားတယ်ဆိုကွန်ညာနဲ့ပတ်သက်တဲ့သတင်းကတော့ဒါ United ပြည်သက်တွေဒါတရင်ကောင်းလို့ပြောရမှာပေါ့လေလိုအပ်နေတဲ့ Nero Nevada တိုက်စစ်မှုနေရာမှာကျွန်တော်အသင်းမှာလက်ရှိကစားနိုင်နေတာဆိုလို့ဒါကာနာချူလောက်ပဲရှိတဲ့အချိန်ကာနာချူကလည်းထင်တယ်လို့ထင်အစင်မပြေတဲ့အချိန်မှာ ဝညာလိုမျိုးပေါ့နော်အဲ့ဒီနေရာနဲ့အံဝင်ခွင့်ကြဖြစ်တဲ့ကစားမကအတင်းရဲ့အရင်ဆုံးပဲဦးစားပေးပြစ်မှတ်ပြီးကြိုးပမ်းခံနေရတယ်ဆိုတော့ဒါတရင်ကောင်းပေါ့လေဆိုတော့ထပ်ပြီးတော့ပေါ့နော်ပုံကိုရေးဆိုင်ရာသဘောတူညီမှုတွေရတာတို့เนาะအတင်းနှင်းကြသဘောတူညီမှုတွေရတာတို့ဒါတွေကိုပဲကျွန်တော်စောင့်ကြည့်ရတော့မယ်ဒါတော့ဒီမှာဆွေးနွေးမှုတွေလုပ်နေပြီဆိုတာတော့အားလုံးလေးသိပြီးသားပဲ။ကစားမားရဲ့ဘက်ကလည်းပြောင်းကျင်နေဆန္ဒရှိတယ်ဆိုတာအားလုံးလေးသိပြီးသားပဲ အရာအားလုံးကအချင်းကြီးကောင်းနေတာကစားမားနဲ့ပို့ကိုဆိုင်ရာသဘောတူညီမှုရဖို့လောက်ခလာစာကိစ္စတွေအဆင်ပြေဖို့နော်စာချုပ်ကိစ္စတွေအဆင်ပြေဖို့ ਨੇ ကျွန်တော်တို့ဝူပိုင်းတန်ကိုပေးရမယ့် ပြောင်းရွှေ့ကြီးပမာဏနေဘယ်လောက်ထိအကျဉ်းကြီးကောင်းနိုင်မလဲပေါ့နော်ဒါတွေကိုပဲကျွန်တော်စောင့်ကြည့်ရအောင်မယ်ဆိုတော့ကွန်ညာနဲ့ပတ်သက်တာကတော့ဒီထက်ပို့ပြီးတော့ပေါ့နော်ကျွန်တော်ထူးခြားတာတွေရှိသေးတယ်ဆိုတော့ကျွန်တော်တင်ပြသွားမယ်ပေါ့လေဒါကတော့နေတိုင်းနေ့ပိုင်းကျွန်တော်ကြားနေရမှာပါဒီကိစ္စတွေကတော့နော်ဆိုတော့နောက်တစ်ခုကကျွန်တော်အနေနဲ့လက်ရှိဒီအာမက်ဒီယာလို့ ਨੇ ပတ်သက်လို့ပေါ့နော်ဒါ rather fabrizio ပြောထားတာအာမက်ကတော့ပြောဗျာလာမယ့်အပတ်ကစပြီးတော့အတင်းနဲ့ပြန်ပြီးတော့ train နိုင်တော့မယ်ပေါ့ဆိုတော့နေ့ပြဖြစ်သူကျွန်တော်တို့ဒီဗာလဲအဲအမ်မိုရင်ကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ဘောနော်ဟိုယူရိုပါလိဒုတိယအကြိုးတို့ဘာတို့เนาะအဲ့ဒီမှာဒီကစားတဲ့ပွဲတွေမတိုင်ခင်တင်းစားရှင်းလင်းပွဲတွေကျွန်တော်တို့လုပ်တယ်အဲ့ဒီတုန်းကလည်းနီးပြကပြောထားတာတွေကအာမက်ဒီယာလိုကဘောနော်ဒီလက်ရှိလေ့ကျင့်ငန်းဆင်းနေတာတွေတော့မှန်တယ်တယောက်ချင်းလေ့ကျင့်ငန်းဆင်းတာတွေဂျင်းလေ့ကျင့်ငန်းတွေတူဦးချင်းလေ့ကျင့်ငန်းတွေဆင်းနေပြီပေါ့ဒါပေမဲ့လို့အသင်းလိုက်တော့လေ့ကျင့်ငန်းမဆင်းနိုင်သေးဘူးပေါ့နော်ဒါပေမဲ့လို့အာမတ်ကနောက်လာဆိုလို့ရှင်တော့အတင်းနဲ့ပြန်ပြီးတော့ပါနေမှာဖြစ်တယ်ဆိုပြီးတော့နီးပြားကကျွန်တော်ပြောထားတာ ဆိုတော့အခုလည်းပဲကျွန်တော်တို့ဒီလမကုံခင်မှာကျွန်တော်တို့ဒီဘုံမောင်းနေလားဟာလားကျွန်တော်တို့ဒီ weekend မှာကစားမှာ training green နေမှာအဲ့ဒီပွဲပဲကျွန်တော်ကျင်တော့တာအဲ့ဒါပြီးပြီဆိုတာနဲ့ကျွန်တော်တို့နေတဲ့ဒီ Europa League ပေါ့နော်စီမီပရမကျော်ဖြစ်ကျွန်တော်တို့နှစ်ရက်နေမှာကျွန်တော်ကစားရမယ်ဆိုအဲ့ဒီပွဲမှာတော့အာမက်ဒီယာလိုကိုလူစရင်းနဲ့မှာတော့မြင်ရကောင်းမြင်ရနိုင်တယ်တကူရှိတာကတော့ပေါ့နော်အဲနောက်အပတ်ကစပြီးတော့လေ့ကျင့်ငန်းစဆင်းတော့မယ်ဆိုတော့နောက်အပတ်ပွဲမှာချက်ချင်းကြီးပြန်ပါဖို့ကတော့မလွယ်ပါဘူးဆိုတော့အိမ်ဝင်းမှာကစားတဲ့ ဒီဘီဘာအိုနဲ့ဒုတိယအကြော့မှာပဲအာမတ်ကစားတာကို မြင်ကောင်းမြင်ရလိမ့်မယ်လို့ထင်နေပါတော့ဆိုတော့ကျွန်တော်တို့ဒီဘုံပေါင်းတဲ့ပွဲစဉ်တွေလေ့ကျင့်ခြင်းစင်တာကိုပဲအသင်းရဲ့လူစင်းတွေမှာပါမပါမတည်ကြသေးသူကနောက်အပတ်လို့သူပြောထားတာကိုအခုလက်ရှိအချိန်ဒီကိုသူကတယောက်ချင်းလေ့ကျင့်ခြင်းစင်နေရတော့ဆိုတော့တည်ကြတယ်ကျွန်တော်တို့ဘုံပေါင်းတို့ဘာလို့ねကစားပြီးမှအသင်းနဲ့အဖွဲ့နဲ့သူပြန်ပြီးတော့လေ့ကျင့်ခြင်းစင်နိုင်မယ်ပြီးတာနဲ့ကျွန်တော်တို့ဒီအစင်းင်းဖြစ်မလားပေါ့ဗျာ ဒီဟိုပါထမကြော့တွေကအစင်ပထမကြော့တွေကတော့ကျွန်တော်လက်ရှိဒီထင်တော့ဆိုလို့ရှင်တော့လူစင်းနဲ့ပါလာလို့ရှင်တော့မှတော်တော်ကြီးကိုဝမ်းသာစရာဖြစ်နေပြီလို့ကျွန်တော်ထင်တယ်ကျွန်တော်မဖြစ်မနေမြင်ရရင်ဒုတိယကြော့မှာသူကစားတာပေါ့နော်ကျွန်တော်ဒီထားပါတော့나이ဝဲလောက်ပဲဖြစ်ဖြစ်ပထမပိုင်းပဲဖြစ်ဖြစ်တွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်အမြင်ကတော့ပထမပိုင်းအထိကိုပဲသူကစားတာအများကြီးတွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးတော်တော်လည်းပဲဒါဒီအဲယူရိုပါလေးအမိပြန်ပြီးတော့အာမတ်ပါလာနေတယ်ဆိုလို့ရှင်ကိုတော်တော်ကြီးအချိန်ကြီးကောင်းနေပြီဗျာ ည်ရမလားเนาะဟိုဒါတော့မှပွဲအခြေအနေပေါ်မူတည်တယ်လို့ကျွန်တော်ထင်တယ်အကယ်လို့မြန်ကိုရီးယားဟိုအခြေအနေကောင်းနေတယ်เนาะပွဲကလည်းထိန်းနိုင်တယ်လို့ဖြစ်နေတယ်ရလက်ကလည်းဟုတ်နေတယ်ဟေးဆိုလို့ရှိရင်ဘာကျင်းမပါမှာ तू က risk မယူဘူးလို့ तू ပြောထားပြီးသားဟို final ကို तू ကသိပြီးတော့မလွဲကျင်တဲ့အခြေအနေမျိုးဒါကြောင့်မနော် Euro Bali semi final မှာကစားမဲ့ပြပောင်းတဲ့ပွဲမှာအာမတ်ကိုပြန်ပြီးတော့တွေ့ရဖို့အခြေအနေကောင်းနေတယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့အာမက်ဒီယာလိုပြန်ပါလာမယ်ပြီးလို့ရှိရင်ကစားနိုင်မယ်ဆိုလို့ရှိရင်ကိုပဲအတင်းအချင်းကြီးကတော်တော်ကြီးကိုပြောင်းလဲသွားမှာ အမကကျွန်တော်အဲ့ Winbacks မှာတအားကိုအရေးကြီးပါတယ်ဆိုတော့လက်ရှိနောက်ပတ်မှာအတင်းနဲ့စလေ့ကျင့်ငယ်ဆင်းမယ်ဆိုတော့ဒီဒီဘက်ပရီးမီးယားလိမှာမပါသေးဘူးเนาะပထမအကြော့မှာလည်းကျွန်တော်ဒါမိနစ်အများကြီးကစားတာတွေ့ရလိမ့်မယ်လို့ကျွန်တော်မထင်သေးဘူးဆိုတော့ညီကလို့နေနေရောအမက်ကိုကျွန်တော်ဒါပြန်ပြီးတော့မြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလာပထမအကြော့ခရေကဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများနေပါတယ်